အခုပြောပြချင်တာကတော့ပြီးခဲ့တဲ့ဒီနေ့ပတ်သက်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းဆန်ဘရူနိုမြို့မှာယင်စီကမ်းမလိုက်နာတဲ့ကားကိုရဲကတားဆီးစစ်ဆေးတာမှာမောင်းတူမဲ့ကားဖြစ်နေတာကြောင့်ရဲတွေလည်းဘာလို့လို့ဘာကံရမှမသိဘူးဖြစ်သွားတဲ့ဒီနေ့လေးပါဖြစ်ပုံကဆန်ဖရန်စစ္စကိုမြို့အပြင်မှာရှိတဲ့ဆန်ဘရူနိုမြို့ထဲမှာညဘက်အရက်မူးပြီးမောင်းတဲ့သူတွေကိုဂိတ်ဖွင့်ပြီးရဲတွေကစစ်ဆေးနေတဲ့နားမှာမောင်းတူမဲ့လျှက်စစ်ကားကမကွေ့ရမယ့်နေရာမှာကွေ့သွားတဲ့အတွက်ရဲကနောက်ကနေလိုက်ဖမ်းတာမှာ အထက်မှာမောင်းသူမပါတဲ့ဝေမိုလျက်စစ်ကားဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။မောင်းသူမပါတဲ့အတွက်ရဲကလည်းတစ်ကက်ပေးလို့မရဘူးဖြစ်ခဲ့ပါတယ်။တီဇဲဥပဒေအရကားထဲမှာယင်မောင်းပါမလာရင်ရဲတပ်ဖွဲ့ကဒဏ်ရိုက်အပြစ်ပေးတဲ့တစ်ကက်ထုတ်ပေးလို့မရပါဘူး။ဝေမိုကားဟာ Google ကုမ္ပဏီအောက်မှာရှိတဲ့ Alphabet ကုမ္ပဏီကတီထွင်ဆန်းသတ်နေတဲ့မောင်းသူမဲ့လျက်စစ်ကားအမျိုးအစားဖြစ်ပြီးနေ့စဉ်အများသုံးကားဖြစ်လာဖို့ Tesla နဲ့အပြိုင်ဈေးကွက်ထဲဝင်နိုင်ဖို့ကြိုးစားနေတဲ့ကားလည်းဖြစ်ပါတယ်။ အခုချိန်ထိတော့ဝေမိုရောတက်စလာပါယာနုံပြည့်မောင်းသူမဲ့ကားဖြစ်လာရေးအတိုင်းအတာတစ်ခုထိ အောင်မြင်မှုရနေပေမဲ့တရားဝင်အသုံးပြုခွင့်နဲ့ရောင်းချခွင့်လိုင်စင်တော့မရကြသေးပါဘူးခင်ဗျာကျွန်တော်ဇဝန်လိုက်ပါ